နဲ့လို့ဘယ်တော့မှပြောဘူးလို့လေမင်းနဲ့ငါနဲ့ဘောရာကန်ဖြတ်လိုက်ရအဲ့ဒီအချိန်ကျရင်ဇောထက်ကြောင့်ကောင်းကောင်းသိတယ်မြမလေးလေသူ့စိတ်ရင်းသွားရှင်းမယ်မာယာအခုချိန်မှာငါ့ကိုလက်ထက်မယ်လို့လာပြောရင်ငါမာယာယူမှာတော့ငါအဲ့လိုဒီမာယာကိုချစ်တာတော့ရသူ့ခုတွဲနေတယ်ပါမလေးရလေးရရဲ့မင်းကလေးလည်းညှို့ကြည့်မှထင်တယ်နော်မင်းကလေးကြတော့တေချာမသိဘူးယောက်ျားလေးလည်းတချို့ယောက်ျားလေးဆိုလည်းညှို့ရမ်းကြည့်တာပဲတဲ့နော်ဒါတော့လူပြောင်းတဲ့တယောက်မတူဘူးလို့ထင်ပါတယ် ညှိုးကြည့်တဲ့လူရှိတယ်လို့တချို့ကြတော့လည်းအဲဘာမှမဖြစ်တဲ့လူမျိုးလည်းရှိတဲ့ရှိကြတာပဲနော်ချင်းချင်းကိုစီးမဆောင်နဲ့ပါဘာကောင်မလေးကရွေးရတယ်ငါတို့လည်းတည်တည်ချင်းအံ့အောင်လာပြီးတော့မာယာနဲ့ကလျာဏ်ကညီမတွေလည်းဘလောက်တော့မျက်နှာပူကြအောင်လာဒီကောင်ငါကောင်မလေးကဖြတ်ခေါ်ပါတယ်ကွာဒီကောင်အကျင့်ကကြော်တဲ့ခွာတဲ့ဗီဒမျိုးကွာမကောင်မလေးမသိတော့မှဒီကောင်ကကလျာတယောက်မှရှိနေတာကွာဒီကောင်လောက်ရလား သူ့အကြောင်းကိုသိပြီးပါပြီဆိုတော့မင်းဘာဆက်လုံးမှာလဲအမှန်တိုင်းပြောရရင်တော့ကွာချင်းချင်းနေရှေ့ရှေ့မဖြစ်စေချင်ဒီကောင်မိမတာယူရတော့မှာနောင်တရနေမှာကွာမင်းစိတ်လျှော့လိုက်ပါတကယ်ချင်းရနော်ငါကဘာလို့စိတ်လျှော့ရမှာလဲဒီလိုကောင်မျိုးကပြောမှသိမဲ့ကောင်မျိုးပြောခုပါမှာလဲငါမရအောင်ဘုံလုံးတော့ပြောပြဒီကောင်လုံးရက်တည်းဘလောက်ဒီအောက်တန်းကြရဲဆိုတော့မရောက်ပြောမရရောက်သွားမလားအေးဆောတယ်စိတ်ချော်စမ်းပါကွာမင်းအခုသွားပြောလဲမရတော့ဘူးကွာစိုးမိုးနဲ့မာယာတို့ကမယူလို့မရတဲ့အခြေအနေဖြစ်နေတယ် ကလျာကိုယ်တိုင်နဲ့နားလည်ပေးပြီးသားပေါ့မင်းဝင်ပါရင်မင်းဘီလိန်ဖြစ်သွားတယ်ခေါ့ချစ်ချစ်ချင်းမျက်ကြီးမှာထင်ပါလေကြီးလောက်မှာပေါ့နော်ချစ်ချစ်ချင်းတော့မျက်ကြီးလောက်ကြပါကျမပြည့်ရှိပြီမှာဇောထက်ဇောထက်ကရိုက်တာနဲ့ပြီးတော့ပါဝင်သရုပ်ဆောင်တယ်ဇောထက်ကတော့အဲအချစ်လဲကြီးတယ်အညိုလဲကြီးတယ်ဆိုတော့ကရိုက်တာပုံစံမျိုးတွေပဲအဲမျိုးသမီးကမျိုးသမီးလဲပါတယ်ဒါပေမဲ့မဆုံးဖြစ်ဘူးရွှေရွှေနဲ့က မဆုံးပြတ်တာများတယ်ရုပ်ချင်းကားတွေကတော့တူတူပဲဒါပဲမဆုံးပြတ်ဘူးမြန်မာလဲမြန်မာကတော့ချစ်ချစ်ကြီးတာတဲ့ချစ်တတ်တာပေါ့အဲ့လိုပဲပြောရမှာပေါ့မမိုးနဲ့ကဟိုအများကြီးမဆုံးဘူးတစင်းမဲဆုံးတာဆိုတော့တိတ်ထွေရူမတ်တရာတော့မရှိပါဘူးဟုတ်တယ်ဟိုမမိုးမမိုးကပြနေရလဲဟုတ်တယ်အဲ့ဒါလေးဆုံးရိုက်ပြသွားတာပေါ့အဲ့တော့ तू ဒီ ကောင်မလေးကိုသူရမ်းချစ်တယ်ပေါ့လေသူရမ်းချစ်တဲ့ကောင်မလေးကိုတငယ်ချင်းကဖျက်ခုတ်သွားတယ်လို့သူထင်တာရှေ့မှာလည်းတငယ်ချင်းအဲ့လိုခုန်နေကြတာဆိုတော့သူကဒါကိုဖျက်ခုတ်မှကြောက်လို့တိမ်းတိုင်းနဲ့ဟိုတငယ်ချင်းနဲ့စုံပြီးတော့ဖျက်ခုတ်သွားတာကိုသူကအဲ့လိုဖျက်ခုတ်သွားတယ်လို့ပဲယူထားတာလေဟိုကအမှန်တော့သူကသူစုံဖြစ်ပြီးတော့ကိုကိုရည်သားမှန်းတော့မသိပဲနဲ့တငယ်ချင်းနဲ့ကြိုက်သွားတာဒါပေမဲ့သူကတော့ဖျက်ခုတ်တယ်ပဲထင်တာပေါ့လေထိုင်ရင်းနဲ့ပရမတော့ခွင့်လွတ်လိုက်မယ်လို့နေရင်းနဲ့ပဲနောက်ပိုင်းမှာဒီအရှုပ်တော်ပေါ်နေပေါ်လာတဲ့အချိန်မှာ အညိုကြီးပြီးတော့အဲ့လိုလုပ်တဲ့ဟာလေးတွေပေါ့။အဲမိမရှူတင်သွားရင်ကိုကကလေးထိမ့်မိကြံခဲ့တယ်။ကိုရှူတင်သွားရင် မိမကလေးထိမ့်မိကြံခဲ့တယ်။ဒါကြောင့်ကလေးကိုလမ်းမနဲ့လဲလဲလောက်လာ။အဲ့ဒါရှူတင်သွားသွားသွားပြီးတော့အဲ့အိမ်မှာကိုကကလေးထိမ့်အဲ့တော့ဖြစ်ချင်တော်မူကြီးအဲ့တော့ဖျားရတာ။ဖျားတော့စေကန်းတွေပါပို့ပို့ပြီးတော့အိမ်မှာသေးချာခေါက်ဆက်ပြုတ်တွေပါကျွေးကြံတန်ပြုတ်တွေပါကျွေးပြီးတော့ခေါ်သွားပြီးတော့မိမလက်ထက်အပ် အပြီးတော့မှမိန်းမအပြန်ကိုကအမရှူတင်ပြန်ရရဲ့လို့လောရတယ်။အဲယောက်ျားလေးမိန်းကလေးလည်းငိုကြည့်မှထင်တယ်နော်။မိန်းကလေးကြတော့တေချာမသိဘူး။ယောက်ျားလေးလည်းတချို့ယောက်ျားလေးဆိုလည်းညိုရမ်းကြည့်တာပဲနော်။ဒါတော့လူပြောင်းတော့တယောက်မတူဘူးလို့ထင်ပါတယ်။ညိုကြည့်တဲ့လူရှိတယ်လို့တချို့ကြတော့လည်းအဲဘာမှမဖြစ်တဲ့လူမျိုးလည်းရှိတဲ့ရှိကြတာပဲနော်ချစ်ချင်းချင်းမျက်ကြီးမှထင်ပါလေကြီးတော့မှာပေါ့နော်ချစ်ချင်းချင်းတော့မျက်ကြီးတော့ကြပါမယ် အဲဒီအချက်မှာပြည့်ရှိသည့်ဇလန်တွဲဟာအပတ်စဉ်ပေါ့နော်တနင်္လာဟိုတော့တောက်ကြစနေမနက်9:00နာရီဆိုရင် လွှင့်နေပြီပေါ့လွှင့်နေပြီဆိုတော့အာအပိပအောင်လို့ပြောချင်ပါတယ်ပေါ့